ူဖာဘတ်ဖိုင်နိုင်ငံခြေဆိုင်ဒိုင်းရိုက်ကြီးဒိုင်းရိုက်ဆော့နိုင်တဲ့အော်တိုဝက်ဆိုက်ကြီးဘလုံးအပြင်အကစားပေါင်းစုံကိုဆော့မလားဆလော့ဆော့မလားဒိုင်းရိုက်ကာစီနိုတွေကိုဆော့မလားဖိုင်ရမြန်မာတို့အတွက်လည်းအနည်းဆုံး10ဘက်ကနေစပြီးတော့ရှယ်တီးလို့ရပြီနော်ပိတ်ခန်းလုံးဝမရှိစိတ်ကြိုက်တွင်စိတ်ကြိုက်ထုတ်ကြာရကိုင်းလုံးယုံကြည်စိတ်ချရပြီးတော့ဘောလုံးပွဲစဉ်တွေကိုလည်းအခမဲ့ကြည့်ရှုနိုင်တယ်ယူဖာဘတ် အားလုံးပဲမင်္ဂလာပါဗျ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့ညီကိုတွေအတွက်သုံးသပ်တင်ပြပေးရင်တဲ့ပွဲလေးကတော့ Rocket Qualifier Rocket Qualifier Group Stage ပွဲစဉ်တွေရတပွဲဖြစ်တဲ့ Finland အသင်းနဲ့ Netherlands အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်တင်ပြပေးချင်ပါတယ်ဗျကျွန်တော်ရဲ့ကျွန်တော်ရဲ့သုံးသပ်သုံးသပ်သုံးသပ်ချက်လေးမစားသုံးသက်ချက်ကလေးမစရင်မှညီကိုတို့နေညီကိုတို့ကျွန်တော်နေနေညီကိုတို့ကိုမိတ်ဆက်ပေးစီရလေး တခုရှိပါတယ်ဗျ။ဒါကတော့ညီကိုတို့အနေနဲ့ဘောလုံးပွဲတွေကိုစောကစားခြင်းနေဆိုလို့ရှိရင်တော့ Yuva ဘက်ရှိပါတယ်ဗျ။အဲတော့ Yuva ဘက်မှာဘောလုံးပွဲ Slot Like Casino ငါးဂိမ်း eSport ပွဲတွေကိုလောင်းလို့ရတဲ့ပြင်စက်တိုင်းမွေထိုင်းစက်ပွဲမွေထိုင်းပွဲများစွာကိုလည်းစောကစားလို့ရပါတယ်ဗျ။ဒီကရုန်းအနေနဲ့ Yuva ဘက်မှာအကောက်ဖွင့်ပြီးစော်ကစားမယ်ဆိုရင်ဖြစ်ကျွန်တော်ရဲ့2024 2025 26 ဘောဘောလုံးရာသီတစ်ခုလုံးစာအတွက်ကျွန်တော်ရဲ့ Telegram VIP Channel ကို free join ခွင့်ရမှာဖြစ်ပါတယ်ဗျတကယ်လို့ညီကိုတို့အနေနဲ့ UFA ဘက်မှာအောက်ဖွင့်ပြီးစော်ကစားဖို့စိတ်ဝင်စားတယ်ဆိုရင်ဖြင့် Viber ဖုန်းနံပါတ်3981268344 Telegram နံပါတ်3981268344ကိုဆက်သွယ်မေးမြန်းစော်ကစားနိုင်ပါတယ်ဗျကဲကျွန်တော်အဲ့တော့ Finland နဲ့ Netherlands အင်းတို့ရဲ့ကျွန်တော်တို့နှစ်ဖက်သေးခြေအနေနဲ့လူစည်းလေးကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်ဗျ အခုလောလောဆယ်အုပ်စုရဲ့မှာအုပ်စုတွေမှာဖင်လန်နေနဲ့နှစ်ပွဲကစားထားပြီးတော့သူကတပွဲနိုင်တပွဲတည်ဆိုရဲရလက်ကိုရရှိထားပါတယ်ဗျနေသာလန်နေနဲ့ကတော့တပွဲမှာမကန်ရသေးပါဘူးခင်ဗျအုပ်စုပွဲတပွဲမှာကန်ထားခြင်းမရှိရမရှိမကန်ထားရသေးပါဘူးခင်ဗျထိုက်တိုက်တွေ့ဆုံမှုအနေနဲ့ဒီနှစ်သင်းက၄ချိန်ထိရှိခဲ့ပြီးတော့ကျွန်တော်တို့၄ချိန်စလုံးနဲ့နေသာလန်ကပဲအနိုင်ရရှိခဲ့ပါတယ်ဗျ။ ဒီနှစ်သိန်းရဲ့လက်ရှိခြေစွမ်းအရာလဲနယ်သာလန်အသင်းရဲ့ sorry ဒီနှစ်သိန်းရဲ့လက်ရှိခြေစွမ်းအရာဖင်လန်အသင်းကအုပ်စုဒုတိယနေရာမှာယက်တီနေတယ်ဆိုပေမဲ့လည်းနယ်သာလန်အသင်းကိုအနိုင်ရဖို့ဆိုတာထင်သလောက်တော့လွယ်ကူမှာမဟုတ်ဘူးဗျကျွန်တော်တို့အခုဘယ်လိုပြောမလဲနယ်သာလန်အနေနဲ့အခုဒီသူတို့ရဲ့စုဖွဲ့မှုလူစည်းရင်းအရာဆိုလို့ရှိရင် နယ်သာလန်သားတကယ်ကံမယ်ဆိုလို့ရှိရင်ဖင်လန်ကနိုင်တရာအကြောင်းလုံးဝမရှိပါခင်ဗျနယ်သာလန်က UEFA နယ်သာလန်က UEFA Nation League မှာစပိန်ကိုစပိန်ကိုနှစ်ကျော်လုံးတရေကံပြီးတော့ပင်နယ်ဒီအဆုံးဖြတ်ကြမှာဒါကျွန်တော်တို့ဒီထွက်ခဲ့ရတာဖြစ်ပါတယ်ဗျအဲ့တော့ဒီနယ်သာလန်ရဲ့လက် UEFA UEFA Nation League မှာကန်သွားတဲ့ခြိစွမ်းနဲ့စုဖွဲ့မှုအရဆိုလို့ရှိရင်တော့ Netherlands အနေနဲ့ Finland ကိုမနိုင်စရာအကြောင်းလုံးဝမရှိဘူးလို့ကျွန်တော်ရတော့ထင်တယ်။ Netherlands က goal ဘလောက်သွင်းသွင်းမလဲ Netherlands goal ဘလောက်သွင်းမလဲဆိုတာသူတို့ဘော်ပဲမူတည်တယ်လို့ကျွန်တော်တို့မြင်နေဗျ။အဲ့တော့ကျွန်တော်တို့ဒီကြေးလေးတွေနဲ့တစ်ချက်ကြည့်ကြည့်အောင်ခင်ဗျ။ကျတော့မနက်ခင်းစတဲ့ကြီးမနက်ခင်းစတဲ့ကြီးမှာတော့ Netherlands ကဘော်ဒီတလုံးသွင်းရင်65ပြရှုံး ဂိုးပေါင်း3လုံးသွင်းရင်နှစ်သင်းပေါင်း3လုံးသွင်းရင်60အနိုင်ဖြစ်ပြီးတော့ညနေခြင်းမှာတော့ဘော်ဒီရေးကနယ်သာလန်နေပြီးတော့နှစ်ပေါင်း60ဂိုးပေါင်း3ပေါင်း30အထိဖြစ်သွားခဲ့ပါလေဗျပေါ့ကြီးရကြည့်မယ်ဆိုရင်နယ်သာလန်အနေနဲ့နှလုံးသွင်းမယ်နှလုံးဖင်လန်ကိုနှလုံးသွင်းနိုင်မယ်လို့ဆိုပြီးတော့ဘူဂီယာဂျီကိုဖွင့်ထားတာဖြစ်ပြီးတော့ ဖင်လန်ရဲ့ကံအခုပြီးခဲ့တဲ့ကံသွားခဲ့တဲ့ပွဲအချိန်ကြီးရနယ်သာလန်အနေနဲ့ဖင်လန်ကိုသူနှလုံးပြင်ပိုးပနိုင်ဆိုပြီးတော့ဘိုဂီကမှန်ထားတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တကယ်တရားစင်နာကြည့်မယ်ဆိုလို့ရှိရင်နယ်သာလန်အနေနဲ့တကယ်ကစားမယ်ဆိုလို့ရှိရင်ဖင်လန်ကိုနှလုံးသုံးလုံးဆိုတာမနိုင်စရာအကြောင်းတော့မရှိပါဘူးဗျ။အဲ့ရောကျွန်တော်အနေနဲ့ဒီပေါက်ကြီးအရာနယ်သာလန်ရဲ့တင်းဖောင်ရလူသင်းရအရာဆိုလို့ရှိရင်တော့ ကျွန်တော်အနေနဲ့ဒီဘွဲမှာ Netherland body ကိုကြိုက်ပါတယ်ကျွန်တော်ဒါကြောင့်ကျွန်တော်ညီကိုတွေအနေနဲ့ဟောဘလူးဒီဘွဲကိုဘလူးမြင်လဲဗျညီကိုတို့အနေနဲ့ comment အောက်မှာလွတ်လပ်စွာဝင်ရောက်ညှင်းခုံသွားနိုင်ပါတယ်အကြိုက်တူမှ like စားပါအကြိုက်မတူခဲ့ဘူးဆိုရင်တော့ညီကိုလေးနဲ့လွတ်လပ်စွာပတ်ကံစော်သားနိုင်ပါလေဗျ။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျ။